ကိုက Charles and Key American fan တယောက်ပါ Charles and Key က8တီကိုသဘောကျတဲ့အပြင်ဖနက်တီကိုလည်းအရင်သဘောကျတယ်ကိုစီးရဲ့ဖနက်တီထဲမှာအဲ sneaker တွေကလွှဲရင်ကျန်တဲ့ဖနက်တီရဲ့80ရာခိုင်နှုန်းလောက်ကအကုန်လုံးက Charles and Key ရေးပဲအဲ့တော့ကိုစီးဘူးတဲ့ Charles and Key ဖနက်တီထဲမှာမှအမှတ်တရဖြစ်ဆုံးဖနက်ကလေးတရဲ့အကြောင်းကိုကို share ပေးချင်ပါတယ်ဒီဖနက်ကလေးပါဒီဖနက်လေးပါ လဲတာအသားလေးနဲ့အညံ့လေးအရင်သဘောကျတော့ဒီဖနက်ရဲ့ယာစမင်လေးကိုကိုရှင်းပြပါမယ်အဲ့တော့ငါစင်ကာပူနိုင်ငံမှာလုံမဲ့တေလာဆွတ်ကွန်ဆပ်ပွဲအတွက်ကိုကဖနက်ရှာနေရတဲ့အချိန်အဲ့ဒီအချိန်မှာကိုကကိုရဲ့စိတ်ကူးထဲမှာပေါ့နော်ကိုလိုချင်တာကလဲတာအသားနဲ့ပြီးဖနက်ကအဖြူရောင်လေးဖြည့်ရမယ်ပြီးလဲရှိပြီးဒီဒေါင်းမြင့်ပေါ်မှာဒေါင်းကလည်းရွှေရောင်လေးဖြည့်ရမယ်ပေါ့နော်ကိုအဲ့ပုံစံတိုင်းကိုစီးကျင်နေဆိုလိုက်ရှာတော့ရှာတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီ Charles and Gibran နဲ့မှလေဒီဖက်နယ်လေးကိုတော့တွေ့တယ်တွေ့တော့ကိုအရင်သဘောကျသွားတာအဲ့တော့ okay ဒီဖက်နယ်ပဲပေါ့ဒါငါပွဲစီမဲ့ဖက်နယ်ပဲဆိုမှကိုကရှာဖို့လုပ်တယ်လို့တော့အရင်ဆုံးပေါ့နော်ဒီလိုမျိုး leader လေးဖြစ်တယ်ပြီးတော့တောင်းမြင်လေးဖြစ်တော့ကိုကအရင်ဆုံး Sammy စီးကြည့်ချင်တာတတောင့်တတရှိရှိဆိုတော့ကိုကအရင်ဆုံး story ကိုလက်ရှာတယ်ဒီ single နိုင်ငံမှာရှိတဲ့ Charles and Guy Sean တော်တော်များများကိုရောက်သွားတယ်ကိုစမ်းပြီးတော့စီးကြည့်ချင်လို့ဒါပေမဲ့ Sean တော့မှကိုလုံးဝရှာလို့မတွေ့ရှာလို့မတွေ့တော့ကဲ ရှာမတွေ့လဲငါဝယ်လိုက်မယ်ပေါ့နော်ဝယ်ပြီးမှပဲစမ်းစီရောက်မယ်ဆိုရင်မဝယ်လဲဝယ်ရော online မှာလည်းမရှိဘူးစင်ကာပူ store မှာကိုမရှိอ่ะအဲ့ Charles and Key ကလေသူ့ရဲ့ brand ကဘယ်လိုလဲဆိုတော့စင်ကာပူမှာရတဲ့တချို့တချို့ပစ္စည်းတွေอ่ะခြားနိုင်ငံမှာမရအခုထိုင်းနိုင်ငံဆိုရင်လေထိုင်းနိုင်ငံမှာရတဲ့ဖက်နက်တွေအိတ်တွေတွေကတချို့တချို့ idea တွေကခြားနိုင်ငံမှာမရသူအဲ့လိုမျိုးလေးရှိတဲ့တော့ဒီရဲ့ဖက်နက်ကစင်ကာပူမှာလုံးဝမရမရတော့ကိုက ပင်းအောင်လှမ်းပြီးပူစားတာပေါ့နော်ဒီဖက်နဲ့လေးလိုချင်တယ်ဝယ်ပေးပါဆိုတော့ပင်းကလေသူ time မှာရှာတော့ time မှာ online ရော offline ရောဘာမှမမရအောင် time က story မှာလေဒီဖက်ကမရဒီဖက်ကဘာမှရလဲဆိုတော့ Korea Charson King နဲ့ Australia Charson King နှစ်နိုင်ငံမှာပဲရတယ်ဒီဖက်ကအဲ့တော့ကိုကလေအာအစနကိုဒီဖက်လေးမစီရတော့ဘူးပေါ့နော်ဝမ်းနေနေရတတ်တိုက်ဆန်ဆန်ပဲပေါ့နော်ပင်းနဲ့သူ့တငယ်ချင်းတွေကရုတ်တရက်ကြီးထပြီးစီစဉ်လိုက်ကြတာသူတို့တွေဒီ ခရစ်စမတ်နဲ့နယူးယားကိုသူကိုရီးယားမှာသွားနေကြမယ်ပေါ့ဆိုတော့အချက်ချင်းပဲလိန်လက်မှတ်တွေကောက်ဝယ်ကြကွအရန်ပြော်သွားရတယ်ဟဲ့အဲ့ဆင်တော့ငါမျောလင်းချက်လေးရှိပြီငါဒီဖက်နယ်လင်းကစီးရတော့မယ်ပေါ့နော်အဲ့နဲ့သူတို့ကိုရီးယားသွားကြအောင်သွားတော့ကိုရီးယားသူကအရင်ဆုံးပူဆန်းမှာသွားနေတယ်ပူဆန်းမှာသူတို့နှစ်ရက်သုံးရက်လောက်နေပြီးကမှသူတို့တွေကဒီဆိုးကိုပြန်သွားတာသွားတဲ့အချိန်မှာကိုက သူတို့ဆိုရောက်တဲ့ချိန်မှာကိုကစောင့်ရသေးရဲ့လေအဲ့ချိန်မှာကိုကဒီ online ကနေလမ်းမှာပို့တွေ့သူတို့ဒီ hotel address ကိုကိုကစောင့်နေရအောင်သူတို့ဆိုရောက်ပြီးဆိုတော့ကိုကသူတို့ hotel address ပေးရပြီးတော့ကိုချစ်ချင်းမဲ့ဒီ korea online store ကိုဝင်ပြီးတော့ဝယ်တော့ကိုရဲ့ credit card ကောကိုရဲ့ visa card တွေတခုမှလက်မခံအဲ့ကွာလေဟဲငါ့ရဲ့ကတ်တွေတခုမှလက်မခံအောင်အဆွန်ပေးနေမဲ့ဝယ်ပြီးတော့ပေါ့ဆိုပြီးတော့ဝယ်ခိုင်းနေဝယ်ခိုင်းတော့အဲ့ကိုရီးယားချာစန်ကီစတိုးကပင်ရောသူတငယ်ချင်းတွေရောသူတို့ foreigner ရဲ့ ကက်တယ်ကိုတခုမှလက်မခံဘူး။ဒါဘယ်လိုလဲဆိုတော့ကိုရီးယားနိုင်ငံအတွင်းမှာပဲဖွင့်ထားတဲ့ကိုရီးယားဘဏ်ကဘဏ်ကက်တွေပဲသူတို့လက်ခံတာ။အဲ့တော့ဘယ်လိုလုပ်ရမလဲပေါ့နော်။တင်မဖနက်ကလက်တကန်းရောက်နေပြီ။အဲ့နဲကိုရီးယားနိုင်ငံကစိုးမှာပဲကိုယ့်ရဲ့ဒီ BFF တယောက်က PhD တက်နေရ။တော်သူ့ကိုသွားပြီးအခုညနှံတောင်းရတော့ဗောနော်ငါဖက်နဲ့လေးလိုချင်တော့ပါငါ့ကိုဝယ်ပေးပါဗောဒီဖက်နဲ့ရဲ့ကြတဲ့ငွေရောငါ KB ကနေပြန်ပေးပါမယ်ဆိုသူကလည်းโอเคရတယ်ငါဝယ်ပေးမယ်ဒီပို့ရမယ့်လိမ့်စာနဲ့ဖုန်းနံပါတ်ငါ့ကိုပေးပါဆိုတော့အကူက ဒီပင်တို့ရဲ့ hotel address နဲ့ဖုန်းနံပါတ်နဲ့ပေးလိုက်ကောပေးလိုက်တော့အတော့ချက်ချင်းပဲဝယ်ပြီးပုံမှန်ဆိုရင် charge and key က online ကနေဝယ်စင်ကာပူနိုင်ငံမှာဆိုရင်လေဒီနေ့ဝယ်နဲ့ပြင်ရတယ်ဒါပေမဲ့သူတို့ကအဲ့လိုအစိုးရရုံးပေးရဲ့နဲ့အာတနင်္ဂနွေနေ့ဆိုတော့အလုံးမလုပ်ဘူးတကယ်လို့ကိုကစနေနေ့မှာဝယ်မယ်ဆိုရင် Monday ရမယ်ပေါ့ Monday မှာဝယ်မယ်ဆိုရင်ညတော့အဖြစ်က Tuesday မှ Wednesday မှာရတယ်တော့တရက်ပဲ 64ရအခုပဲအဲ့လိုမျိုးနောက်တစ်ရက်တန်းရရအရမ်းမြက်နေဆိုခုကလည်းရက်တွေတွက်လိုက်တာပေါ့နော်အဲ့ဆိုတော့ဟွန်းမိပါတယ်ပေါ့နော်အဲ့နဲ့ဝယ်လိုက်ကောဝယ်လဲဝယ်ပြီးတော့တစ်ရက်လည်းမရောက်နှစ်ရက်လည်းမရောက်အဲ့နဲ့ကစိုးရင်လာပဲသူတို့ကလည်းပြန်ကန်နေပြီဆိုတော့အဲ့နဲ့ကိုယ်တငယ်ချင်းသွားပြောရတာပေါ့ဟဲ့တော့အခုတီတော့ငါဖတ်နှက်မရသေးဘူးလို့ငါ့ကိုဒီ email ပို့ပြီးတော့မှဒီ tracking စစ်ပေးပါလားပေါ့နော်ဆိုတော့သက်ဆက်လက်ဆက်လိုက်ကောဟွာတဲ့ဒီအစိုးရရုံးပိတ်ရက်တွေအပြင်ကိုတဲ့ new year ရုံးပိတ်ရက်ကို sunday ရောခံနေလို့တဲ့ နေဟွာချက်မှရမယ်တရက်နေ့ပေါ့နော်အဲ့တော့ညူရက်ပြီးသွားတရက်နေ့မှနေလို့နေအက်ဖနစ်ကိုရမယ်တဲ့တတိုက်ဆန်ဆိုင်မယ်သူတို့ကလည်းတရက်နေ့ဘန်ကောက်ကိုပြန်လာကြမှာအဲ့တော့မတတ်နိုင်ဘူးပေါ့နော်ကိုကစီစဉ်လိုက်တယ်โอเคတကယ်လို့သူတို့ဒီဖနစ်ကိုမှတ်မိတော့ဘူးဆိုရင်ဟိုတယ်ကလူတွေကိုဒီဟိုတယ်က reception ကိုဒီဖနစ်ကိုတငယ်ချင်းရဲ့ကျောင်းကိုပို့ခိုင်းမယ်ပြီးတော့မှတငယ်ချင်းကဒီဖနစ်ကိုမြန်မာနိုင်ငံကိုပြန်ပို့ပေးပြီးတော့မှကိုကမြန်မာနိုင်ငံနေပြီးတော့မှဒီဖနစ်ကိုစင်ကာပူပြန်ယူပေးပေါ့ အစ်စ်နေရများကုန်နော်မတက်နိုင်ဘူးလေဒီဖက်ကစီးရှင်နေတော့ကဲအဲ့ဆိုနေအဲ့လိုပဲလုံးမယ်ပေါ့နော်စိတ်ကိုစမကျက်ချလိုက်တယ်ပြီးတော့ပြင်ရလဲငါတို့ရဲ့ဟိုတယ်ကနေ12နာရီဆိုရင်ငါတို့ check out လုပ်မယ်ဒါပေမဲ့အာဖက်ကိုစောင့်တဲ့အနေနဲ့ဒီဟိုတယ်အနီးနားတစ်ဝိုက်မှာပဲငါတို့တွေအဲ့လိုမုတ်ဆိုင်နဲ့ရှောက်သွိုင်းနဲ့ဒီဖက်ကိုစောင့်ပေးမယ်ပေါ့နော်ဒါပေမဲ့နောက်ထပ်နာရီထိုးရင်တော့လေစိတ်ကိုဆင်းရမယ်ပေါ့အာโอเคပါပေါ့နော်အဲ့နေအဲ့လိုပဲ12နာရီ check out PHT ကိုဖက်ကရောက်မလားအာသူတို့ဒီဟိုတယ်နားမှာပဲသူတို့မုတ်ပတ်စားတယ် အချင်းတည်းရောက်မလာအဲ့နဲ့ကိုလုံးကဆုံးမချက်ချလိုက်တယ်ကဲအဆွန်ရနေတို့ hotel reception ကိုပဲအကြောင်းကြားပေးပါဖနဲ့ရခဲ့ရင်ဒီငါတငယ်ချင်းစီကိုပဲပို့ပေးပါပေါ့နော်အဲ့လိုမျိုးဆုံးမချက်ချလိုက်တယ်အဲ့လေသူတို့လေစိတ်ကိုသွားနေလေစိတ်ကိုသွားတဲ့ land တွေရောက်ခါမှာ hotel reception ကဖုန်းလန်းခေါ်တယ်ဖနဲ့ရောက်လာပြီတဲ့အဲ့တော့သူတို့အချင်းမှာလှည့်ပြန်ပြီးဖနဲ့ကိုယူရင်ရုံစင်းချိန်တာနင်းနေပြီဆိုတော့လမ်းပိတ်တော့မှာအဲ့ဆိုရင်လင်းမမီမှာဆိုတာ ਨੇ အဲ့နဲ့အဲ့ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒီမှာမှဒီ သူ့ရဲ့တငယ်ချင်းတွေရဲ့မှာမှာတယောက်ကအရင်တော့ကိုရီးယားနိုင်ငံမှာ master တက်ထားတာသူက curious ကပြတ်တက်တယ်အဲ့တော့သူက actually ရတယ်ငါကူညီပေးမယ်ဆိုတော့ hotel phone လိုက်ဆက်တာသူတို့တွေအခုဒီ bay terminal ကိုသွားနေရပေါ့နော်အဲ့ terminal ကိုပို့ပေးပါဒီဖက်နဲ့ကိုပို့ပေးပါဖုန်းနံပါတ်က dia dia ပါဆိုရင်မကောင်မလေးကအဲ့လိုပဲကိုရီးယားနဲ့ပြောလိုက်တော့အဆင်ပြေသွားတယ်အဲ့တော့သူတို့တွေလေစိတ်ကိုရောက်ကဲ check in ဝင်နေအချိန်ကြာမှာဒီဒလီသမားကလေစိတ်ကိုရောက်လာတယ်အဲ့ရနေဒီဖက်ကလေးကလေမှီပြီးတော့မှ ဘန်ကောက်ကိုရောက်သွားတယ်ရောက်တော့ပြင်ရလဲကဲငါကွန်ဆက်ကိုလာတဲ့ခါကျမှငါယူခဲ့ပေးမယ်ပေါ့အဲ့ဆိုကိုကလည်းမဟုတ်ဘူးငါ့ကိုအခုပဲချိုးပို့ပေးငါ့ကိုဒီထိုင်းရနေပြီးတော့မှစင်ကာပူကိုပို့ပေးငါအင်းတို့ဆန်းစီကြည့်ပေးစီတို့မှတတောင့်တတားရှိရဲ့အဆင်ပြေဆိုရင်ငါကွန်ဆက်မှာစီးမယ်အဆင်မပြေဘူးဆိုရင်ငါအသက်ထောက်ဝယ်မယ်အဲ့တွင်ငါ့ကိုအခုပဲပို့ပေးဆိုပူစားတော့သူကအဲ့ဟာနေပြီးတော့မှဘန်ကောက်ကနေပြီးတော့မှစင်ကာပူသူလှမ်းပို့ပေးတယ်ပို့ပြီးတော့ကိုစီးကြည့်တော့တော်တော်လေးအဆင်ပြေတတောင့်တတားလေးရှိတယ်အဲ့ဟာနေကိုဒီဖက်ကလေးကိုဒီလဆပွဲမှာ ိုစီးခဲ့ပါတယ်အဲ့တော့ဒီဖက်ခါလေးအာကိုရီးယားမှာဝယ်တယ်ကိုရီးယားနေပြီးတော့မှဘန်ကောက်ရောက်သွားတယ်ဘန်ကောက်ကနေပြီးတော့မှစင်ကာပူပြန်ရောက်လာတယ်နိုင်ငံတွေကြော်ဖြတ်ပြီးတော့မှကိုစီကိုရောက်လာတဲ့ဖက်နက်ကြီးအမှတ်တရတဲ့အများကြီးပဲတိလောက်စုတ်ကွဲမှာစီးခဲ့တဲ့ဖက်နက်အပြင်ကိုအဲ့လိုမျိုးခရခက်စက်နဲ့ကိုလေရခဲ့တဲ့ဖနက်လေဘဝမှာတစ်ခါမှလေဖနက်တရံအလောက်ထိခရခက်စက်ကိုမဝယ်ခဲ့ဘူးဒီဖနက်တရံမရှိဘူးလေတော်တော်ကြီးကိုလေစိတ်တော်ကားတွေရောက်ပြီးခရခက်စက်နဲ့ဝယ်ခဲ့ရတယ် ဲ့တော့ကိုစီးဘူးတည်းများ60ကီဖနက်လေးရဲ့မဒီဖနက်ကအမှတ်တရအများဆုံးပဲ